မိုးလေဝါဒတည်င်း2025ခုနှစ်အောက်တိုဘာလ15ရက်နေ့နနက်9နာရီချိန်ထုတ်ပြန်ချက်ဘင်္ဂလားပင်လယ်အော်အခြေအနေမှာဘင်္ဂလားပင်လယ်အော်အရှေ့မြောက်ပိုင်းတွင်တည်ရနေငယ်ဖြစ်ထွန်းနေပြီးဘင်္ဂလားပင်လယ်အော်အရှေ့လယ်ပိုင်းတွင်တည်ရတဲ့အတင်းမှာတိမ်တူထပ်နေပါသည်ကပလီပင်လယ်ပင်နှင့်ဂျန်ဘင်္ဂလားပင်လယ်အော်တို့တွင်မုတ်တုံးလေးအားနေနေပါသည် ယနေ့ညနေထီခန်းမှန်းချက်မှာမန္တလေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးကချင်ပြည်နယ်နှင့်ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင်နေရာကွက်ကြားနေပြည်တော်ဖကူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးကယားပြည်နယ်ရခိုင်ပြည်နယ်နှင့်ရှမ်းပြည်နယ်တောင်ပိုင်းနှင့်အရှေ့ပိုင်းတို့တွင်နေရာကျဲကျဲရန်ကုန်တိုင်းဒေသကြီးအေရရီတိုင်းဒေသကြီးကရင်ပြည်နယ်နှင့်ချင်းပြည်နယ်တို့တွင်နေရာစိတ်စိတ်နှင့်ကြံတိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင်နေရာအနှံပြမူထစ်ချုံရွာမီရွာရန်ရာနုံပြေခွပါတီ မိုးတိမ်တောင်းဖြစ်ပေါ်မှုအခြေအနေမှာရန်ကုန်တိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးမုံဘီနယ်နှင့်ရခိုင်ဘီနယ်တို့တွင်မိုးတိမ်တောင်းများဖြစ်ထွန်းမှုအကောင်းလျက်ရှိပြီးအဆိုပါမိုးတိမ်တောင်းများရွေရရနေရာတလျှောက်တွင်မိုးရွာသွန်းခြင်းနှင့်အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးချိုးပစ်ခြင်းလျှက်စည်းလက်ခြင်းနှင့်မိုးသီးကျွင်ခြင်းစသည့်မိုးလေဝါဒသစ်စင်များဖြစ်ပေါ်နိုင်ပါသည်။ကြိုတင်သတိပြုနိုင်ပါရန်အကြံပြုပါသည်။ မြန်မာပင်လယ်ဖြစ်မှာလိုင်းနေငယ်မှာလိုင်းတင်းတင်းရှိမီလိုင်းမြင့်မှာမြန်မာကန်ရွတ်တန်းတျောင်းနှင့်ကန်လွန်ပင်လယ်ဖြစ်တို့တွင်လေးပေမှ၆ပေကန်ရှိနိုင်ပါသည်။နောက်နှစ်ရက်အထက်ခမန်းချက်မှာမြန်မာနိုင်ငံတောင်ဝိုင်းမြေသားများတွင်ထစ်ချုံမိအခြေအနေများဖြစ်ပေါ်နိုင်ပါသည်။ယနေ့မိုးရနိုင်သောမြို့နယ်များမှာ မိထီလာ၊သာစီ၊ပျော်ပွဲ၊ယမီးတင်၊မလိန်၊တောင်တာ၊တက်ကုံ၊နေပြီးရော၊လဲဝေး၊ပေးမနာ၊ရဝငန်း ပင်တရာကလောတောင်ကြီးပင်လောင်မကွေမင်းဘူးနမ်မောင်ပျော်ပွဲ ယမီတင်မိထီလာကြောက်ပေါန်တောင်ငဖဲစေတုတ်တရာမင်းလာတရအောင်လန်းစကူပွင့်ဖြူတနဖြူညောင်တုံဟင်းတတာထုံးဘူကြံကင်းမြမအောင်ဘိုးကလေးပသိငဖုတော်ဝါခဲမမော်လမြိုင်ကျုံ ဟင်သက်တာတိုက်ချီမော်ပြီးလဲကူရန်ကုန်မြို့တွင်တာယာဝတီ မင်းလာ အုပ်ဖို့မိုးညိုကျော်ပင်ကောင်းပေါင်းတီဖီရွှေတောင်နတ်တလင်းဇီကုံပေါခေါညောင်လီပင်ဘဲကူတောင်ငူဖြူတိုက်ဦးဝေါ်အင်းဒက်ကောဖော်ပြပါမျိုးနဲ့များအတွင် နေရာကျဲကျဲမှာစသည်စိတ်စိတ်မိုးရွာနိုင်ပါသည်ဖြစ်ပါသည် နေပြည်တော်ညင်အနီးတဝိုင်းအတွဲယနေ့ညနေထိခမ်းမန်းချက်မှာ နေရာကွက်ကြားမိုးထချုံရမီဖြစ်ပါသည်။ရန်ကုန်မြို့နယ်အနီးတဝိုင်းအတွဲယနေ့ညနေထိခမ်းမန်းချက်မှာနေရာကွက်ကြားမိုးထချုံရမီဖြစ်ပါသည်။မန္တလေးမြို့နယ်အနီးတဝိုင်းအတွဲယနေ့ညနေထိခမ်းမန်းချက်မှာနေရာကွက်ကြားမိုးထချုံရမီဖြစ်ပါသည်။